မင်္ဂလာပါရှင်။ရှမ်းအကူမီဒီယာကကြိုဆိုပါရစေ။မိုးလေဝသနှင့်ဇလဗေဒညံစာမှုဦးစီးဌာန၏2025ခုနှစ်ဧပြီလ10ရက်နေ့မြန်မာစံတော်ချိန်9:00နာရီအချိန်ထုတ်ပြန်ချက်များကိုကြီးညာပါမယ်ရှင်။ယနေ့မြန်မာစံတော်ချိန်9:30နာရီအချိန်တိုင်းထားချက်များအရာ ်ပင်္ဂလာပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိသောပင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသောအာကောင်သောလေပြင်းအားနှင့်ရဝန်သည်ပင်လာပင်လယ်အော်အနောက်လေပိုင်းကိုရောက်ရှိခဲ့ပြီးလေဖြာနယ်ရံဝံဖြစ်သောအာရော်သွားခဲ့ပါတယ်။အဆိုပါလေဖြာနယ်ရံဝံသည်မြောက်အရှိမြောက်ဘက်သို့ရွေ့လျောင်းနိုင်ပြီးနောက်24နာရီအတွင်းပင်လာပင်လယ်အော်လေပိုင်း၌တဖြည်းဖြည်းအာရော်သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ။အဆိုပါလီဖီးယားနယ်ရဝန်ရဲ့ရှိန်ကြောင့်ယနေ့နံနက်မှ17ရက်လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ် ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုံရနိုင်ပါတယ်။စနေရက်လ၄လ၂၀၂၅ရက်နေ့မှ18ရက်နေ့လ၄လ၂၀၂၅ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့ပြမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်နေရာကွက်ရီမူကြီးနိုင်ပါသည်။ဒုဖြစ်ပါ၍မိုးသေးထန်စွာရွာသွန်းခြင်းနဲ့အတူနေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးဆိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း မိုးသီးချွေခြင်းမျက်ပြည့်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစသည်သဘာဝဘေးရန်အများဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်မြင့်ဒေသအနေတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေအား၎င်းမြေငယ်ချောင်းငယ်များအနေတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုအနေများကို၎င်းကျွတ်တင်တည်ပြိုရှောင်ရှားနိုင်ပါရန်အကြံပြုထားကြောင်းသိရှိရပါတယ်ရှင်။